ဒီလက်ကိုကြည့်ကြည့်ပါ။ဘာမြင်ရလဲ။မိတ်ဆွေဖက်ကနေခြေလိုက်မယ်ဆိုလို့ရှိရင်တော့လက်ဖဝါကိုမြင်ရလိမ့်မယ်ပေါ့နော်။ဒါပေမဲ့မေရီဖက်ကနေခြေလိုက်တဲ့အချိန်မှာဆိုလို့ရှိရင်တော့လက်ဖမိုးကိုမြင်ရတာ။ဒါဆိုလို့ရှိရင်တော့ဘသူကမှန်ပြီးတော့ဘသူကမှားလဲ။လက်ဖဝါလို့မြင်တဲ့သူကမှန်လား။လက်ဖမိုးလို့မြင်တဲ့သူကမှန်လား။တကယ်တမ်းကျတော့နေအောင်စလုံးကမှန်နေရပေါ့နော်။အဲ့တော့အလားတူကိစ္စမျိုးတွေကလည်းမေရီတို့ရဲ့နေစဉ်ဘဝမှာအများကြီးရှင်တွေ့နေရတာ ကြောင်းကိစ္စတစ်ခုကလေကိုဖက်ကနေကြီးလိုက်တဲ့အချိန်မှဆိုလို့ရှင်တော့ကိုရဲ့အတွေးအမြင်ကိုရဲ့ခံယူချက်နဲ့ကကိုမှန်တယ်လို့ထင်စီရဲ့တခြားလူကလည်းသူ့ရဲ့အတွေးအမြင်သူ့ရဲ့ခံယူချက်နဲ့သူမှန်တယ်လို့ထင်စီတာပေါ့နော်တကယ်တမ်းကျတော့ဒါတီချာကြီးလိုက်တဲ့အချိန်ကျရင်လည်းမယောက်စလုံးကမားနေတာမဟုတ်ဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ဒီပေါ်မှာဒီလိုမျိုးကိစ္စနဲ့ခြုံရပြီဆိုလို့ရှင်တော့ဘတူကမှန်လဲဘတူကမားလဲဆိုပြီးတော့တွားပြီးတော့အာလူနေမယ်ဆိုလို့ရှင်တော့အဆုံးသက်ဆိုတာရှိလာမှာမဟုတ်ဘူးပေါ့နော် အာအဲ့တော့အဲ့လိုမျိုးကိစ္စနဲ့ကြုံရပြီဆိုလို့ရှင်တော့သူ့နေရာကနေကိုခဏလောက်ဝင်ကြည့်ပြီးတော့သူ့ဖက်ကလည်းမန်နိုင်လောက်ပါတယ်လေးဆိုပြီးတော့တွေးလိုက်တဲ့အချိန်မှာဆိုလို့ရှင်တော့တင်းမာမှုကနည်းနည်းလေးရော့ချလာပြီးတော့အဲဒီအနေတစ်ဆင့်ပေါ့နော်နှစ်ယောက်စလုံးအတွက်အဆင်ပြေမဲ့ဖြည့်ရှင်းချက်ကိုဆွေးနွေးညှိနှိုင်းလို့ရလာနိုင်လိမ့်မယ်ပေါ့နော်အဲ့တော့ဒီနေ့ရဲ့မျက်ဝေမှုကနေအကျိုးတဆုံးတရားရရှိသွားမယ်လို့မျှော်လင့်ပါတယ်အကျိုးတဆုံးတရားရရှိသွားဆိုလို့ရှင်တော့ comment မှာ yes လို့ဖြည့်ပေးခဲ့ပါနော် ်အလုံးအလုံးမင်္ဂလာပါအမေရိကတော့တက်တက်မီရီဆိုတဲ့ကလောင်နာမည်နဲ့စိတ်ပိုင်းဆိုင်ရာဆောင်းတီကိုရေးသားမျှဝေနေတဲ့လူတယောက်ဖြစ်ပါတယ်တကယ်လို့မိတ်ဆွေအနေနဲ့ကစိတ်ပိုင်းဆိုင်ရာကိုစိတ်ဝင်စားရာဆိုလို့ရှင်တော့မေရီရဲ့ channel ကို follow လုပ်ထားလိုက်ပါတော့ကြည့်နောက်ထပ်မျှဝေမှုမှာပြန်လည်ဆုံးဖြတ်ချင်အောင် see you in next video bye bye